ုံးမသွားရမိုးလိုက်လို့ရွာဆိုတဲ့အတိုင်းပဲကန်းလဲစိုးလိုက်တာတော့အမလေးအမေရဲ့တမီးတို့လေသူများအိမ်ပေါ်သွားလို့မှလည်းမတူတော့ဘူးညစ်စိတ်သွားပြီးတော့အိုးသွားရှော်မယ်ခွာတယ်မလေးချနေတာပဲဒီလောက်ထုတ်နေရတဲ့ညီရဒီလိုပဲထမ်းခေါ်အောင်မှာပေါ့ဇလန်းလေးကိုစတွေးပြီးဆိုတည်းအဲ့ဒီတရုတ်ဆောင်မဲ့သူတွေကြိုက်တာအားလုံးရဲ့ဇက်ကောင်တွေရောကိုအရင်တရုတ်ဆောင်ကြည့်ပြီးပြီစိတ်နေပေါ့ ကိုယ့်ရဲ့စိတ်အတွေးနဲ့အငါသည်အခုမိုင်းမပြည့်မအောင်ဒီထဲမှာဟိုပေါ့ကျွန်တော်တို့ဒီပါတဲ့အတွက်ကြောင့်မလို့ငါသည်မိုင်းမပြည့်နေနေရနေကျွန်တော်တိရုပ်ဆောင်နေအမေခင်ဦးမြင့်ပိုင်းအမေခုံမြင့်အမေနေရကအဲတခြားသူပဲတခြားသူတို့ရဲ့ကိုက်တာပေါင်းစုံကိုကိုတိုင်ကတွေးပြီးတော့မျက်ရည်တွေကြာခံမျက်ရည်ကြာပြီးပြီးအဲဝမ်းနေပြီးတွေးတော့ပြီးဒါတွေကိုကိုတိုင် frame ချပြီးတော့ကိုကိုတိုင်အတွေးနဲ့တိရုပ်ဆောင်ပြီးတော့မှအဲအမအမတို့ဒီနေရာအမေရဒီနေဒီတိုင်းလို့လေးပြောနော်အဲအဲ့လူလေးကိုပြန်လောက်ရတာပေါ့လေတယောက်တစ်ဆောင်န ထောင်နဲ့စိတ်ဝင်ကြွေးကပေါ့လာဝဲတယ်ခင်ဗျားတို့ကြုတ်လာတော့တာမနှောက်ပါဘူးဟမ်မနှောက်ပါဘူးဒီကိစ္စကြားတယ်ခင်ဗျားတို့ဘလို့ဝဲမလဲပြောသမီးအမေတို့ဘလို့ဝဲမလဲတဲ့ထားဖို့ပါဝဲလေးကလည်းမေးလိုက်လေဟုတ်ဒီမှာ2000ဘာဝဲလို့ရလဲပြီးခဲ့ရတယ်ဟောပြီးခဲ့2000ဘလို့ရှိတယ်သွားပါပြီနိဟုတ်ကဲ့ပါဟိုဒါတောက်တော့ကိုကိုမခံယူပါဘူးပါပါဘလို့လဲဆိုတော့ဟိုအနုပညာအရက်နဲ့နေတယ်ဒါကြီးကကိုတိကိုတက်တော့ပြုတ်လို့မရဘူးပြောရင်ကိုထက်သိတဲ့သူတွေ အများကြီးရှိတယ်အဲ့တော့ကိုသိတဲ့လောက်ပြောရရင်တော့အနုပညာဆိုတာကျွန်တော်ဆွမ်းနာပြောလို့ပဲလေ့လာရင်ဘာမှမဆိုလုပ်လို့ရပါတယ်လေ့လာပါအဓိကတော့သင်ယူပါစီးပူးပါအဲဒါလေးပဲအဓိကပြောချင်တာပါ ရှိပါတယ်ဒါလည်းပြည့်သက်ပေးတဲ့နာမည်လေးပါပဲเนาะအဲတော့ကျွန်တော်ပြောပါတယ်မာမီသက်ဆိုပြီးတော့မှမိမနာမည်လေးနဲ့ယောက်ျားတစ်ယောက်ဒီလိုလေးလူတွေတိလာတာပေါ့လေအောင်မြင်လာတယ်လို့တော့မဆိုလိုပါဘူး လူတွေတိလာတဲ့ပုံမှာကျင်နေပြီပါတယ်ဟိုပြောမစပီတိဖြစ်မိပါတယ်အဲ့တော့ဒီတက်မကလည်းကျွန်တော်တို့ဟိုတက်နေတယ်လို့အမှုပညာကိုစူးစမ်းနေရမှာပဲလीเนาะအဲ့တော့ကျွန်တော်ချစ်တဲ့ပြိတ္တလည်းရှိတယ်လို့မုံတဲ့ပြိတ္တလည်းရှိမှာပဲကျွန်တော်အများအားချစ်တယ်ဆိုတော့မဖြစ်နိုင်ဘူးဘာဖြစ်ဆိုတော့ဟိုဘာဖြစ်ဆိုအချစ်ရဲ့အမုံရဲ့အညူရဲ့အာဃာတဒါတွေကလူလောကမှာရှိနေတဲ့အရာဖြစ်တဲ့တကြောင်မလို့အဲ့တော့ကျွန်တော်တို့အများအားပြိတ္တချစ်အောင်လို့စူးစမ်းနေမှာပေါ့လीเนาะအဲ့တော့ဆက်စူးစမ်းပါမယ်အားပေးရမှာတော့ကျွန်တော်ပြိတ္တတာဝန်ပေါ့စူးစမ်းမှာကျွန်တော်တာဝန်ပေါ့ ဇလန်းလေးကိုစတွေးပြီးဆိုရရအဲ့ဒီတရုတ်ဆောင်မဲ့သူတွေကြိုက်တာအားလုံးရဲ့ဇက်ကောင်တွေရောက်ကိုအရင်တရုတ်ဆောင်ကြည့်ပြီးပြီစိတ်နေပေါ့ ကိုယ့်ရဲ့စိတ်အတွင်းနဲ့အငါသည်အခုမိုင်းမပြေမောင်ဒီထဲမှာဟိုပေါ့ကျွန်တော်တို့ဒီပါတဲ့တဲ့ကြောင့်မလို့ငါသည်မိုင်းမပြေနေနေရာနေကျွန်တော်တိရုပ်ဆောင်နေအမေခင်ဦးမြင့်ပိုင်းအမေခုံးမြင့်အမေနေရာကအဲတခြားသူပဲတခြားသူတို့ရဲ့ကိုက်တာပေါင်းစုံကိုကိုတိုင်ကတွေးပြီးတော့မျက်ရည်တွေကြားခံမျက်ရည်ကြားပြီးပြီးအဲဝမ်းနေပြီးတွေးတော့ပြီးဒါတွေကိုကိုတိုင်ဖရင်ချပြီးတော့ကိုကိုတိုင်အတွင်းနဲ့တိရုပ်ဆောင်ပြီးတော့မှအဲအမအမတို့ဒီနေရာအမေကဒီနေဒီတိုင်းလို့လေးပြောနော်အဲအဲ့လူလေးကိုပြန်လောက်ရတာပါလေဟို ဒါရိုက်တာဥတော့ကိုယ့်ကိုမခံယူပါဘူးဘာဘာဖြစ်လို့လဲဆိုတော့ဟိုအနုပညာအရက်နဲ့နေတယ်ဒါကြီးကကိုတိကိုတက်တော့ပြောလို့မရဘူးပြောရင်ကိုယ့်ထက်သိတဲ့သူတွေအများကြီးရှိတယ်အဲ့တော့ကိုတိတလောက်ပြောရရင်တော့အနုပညာဆိုတာကျွန်တော်ဆုံးရပြောလို့ပဲလေ့လာရင်ဘာမှမဆိုလုပ်လို့ရပါတယ်လေ့လာပါအဓိကတော့သင်ယူပါစီးပူးပါအဲဒါလေးပဲအဓိကပြောချင်တာပါအဲ့တော့ဟိုဒါရိုက်တာလုတ်ပြီးတော့ရရတဲ့ပုံမှာလဲဟို ပီတိလည်းဖြစ်ပါတယ်ကျန်လဲကျန်တ်ပါတယ်ဒီထက်လည်းကြိုးစားပါအောင်မယ်အဲ့တော့ဒါရိုက်တာအစ်စ်နဲ့တော့ဟိုနေမကြည့်နဲ့ပေါ့လေကိုထက်တက်ကြောနဲ့သူလေးလေးကြည့်ရင်တော့ကျွန်တော်ဒီလက်သေးကွန်ကြာဂျီလေးတမွန်လောက်ပဲရှိပါတယ်အဲ့တော့ကျွန်တော်လည်းကျွန်တော်တို့အတိုင်းနာလောက်လေးတော့ကြိုးစားရမှာပေါ့ဟုတ်အာအမရေကျွန်တော်တို့ဒီလိုလေးတော့ကျွန်တော်အလုပ်ထားတယ်အမသဘောကျလားအမိုင်းမပြင်းတဲ့တိုင်မင်းအမောင်းလေးကောင်းတယ်အမောင်းလေးဒါဆိုရင်တော့ဟုတ်တယ်အဲ့တော့တောင်းတဲ့တယောက်ကဟိုအကြံကူရတာပေါ့တောင်းတဲ့အကြံပေးရတာဘယ်လို့မဆို မိသားစုပဲလှုပ်လို့တငယ်ချင်းပဲလှုပ်လို့တယောက်နဲ့တယောက်ကအာတငယ်ချင်းမင်းဒါလေးလှုပ်လိုက်ရင်ကောင်းမယ်အကြံပေးရင်လက်ခံတယ်အမိတ်ပေးရင်လက်မခံချင်ဘူးအဲ့တော့လောကမှာပြောတတ်ဖို့လိုတယ်အာမင်းဒါကိုပဲမင်းလှုပ်လိုက်ကွာမင်းဒါပဲကောင်းလို့ဆိုရင်လှုပ်ချင်မှလှုပ်မှာပေါ့ညီလေးမင်းဒါလေးလှုပ်လိုက်ရင်ကောင်းမယ် तू ကလည်းအကြံပေးတယ်ကိုကလည်းသူ့ဥစားအခုဟုတ်တယ်ကျောင်းသဘောကျတယ်အဲကိုသဘောမကျအောင်ဆိုကိုကြီးညီလေးဒီလိုလေးရှိလို့ဒါလေးကသဘောမကျတဲ့အကြောင်းလေးကအဲရှေ့မှာဇက်ကဘလို့ချိန်လာလို့အဲနောက်မှာဘလို့တက်မှုရှိလို့အဲဒီလိုလေးပေါ့ကျုံကိုင်းမိကိုင်းကျုံမိသွားတာပေါ့အဲ့ဒါအဲ့တော့ကျွန်တော်ပုံပြီး PD ဖြစ်ရတယ်ဆိုတာက ဒီရုပ်ရှင်လောကဆိုတော့ကျွန်တော်တို့တော့နောက်မှဝင်လာတာလေကိုတက်တပိုင်းဝါရင်နေကိုရီးယားဒီလို TV မှာအဲ့လိုလက်ပိုက်ပြီးတော့အဲ့လိုပဇက်အဟောင်းသားတွေကြည်လာခဲ့ရတဲ့လူပညာသမားတွေနဲ့ဆုံတွေ့ခွင့်ရတယ်သူတို့တွေကိုကအဲ့လိုပါမိုင်းရတားကြွေလူချင်းတွေဆိုကိုကပြန်ပြီးတော့ပြောပြခွင့်ရတယ်ဒါဟာကျွန်တော်တို့အတွက်ပီတိဖြစ်စရာဂုဏ်ယူစရာတော့မဟုတ်ပါဘူးပီတိဖြစ်စရာပေါ့နော်အဲ့တော့သူတို့ရှာပညာလည်းရတာပေါ့အဲမမမှုပြေဆိုလို့ရှိရင်အငူမင်းသမီးလို့အတင်စားကြတယ်သူဘလို့ငိုလဲပေါ့ ငိုတာတော့မျက်လုံးနဲ့မျက်ရည်ကျလာတာပဲလေဒါပေမဲ့မတူဘူးပေါ့သူမှုဘယ်လိုယူလဲအဲဒါအမေကုံးမြစ်ဘယ်လိုလုပ်လဲသူတို့မှကောင်းနေရရှိလို့သူတို့မှလိုအပ်ချက်ရှိတယ်ကို့မှလည်းကောင်းနေရှိလိုအပ်ချက်ရှိတယ်ဒါတွေကိုကြည့်ပြီးတော့မှကိုယ့်ရဲ့အားနည်းချက်တွေကိုဖားရတာပေါ့အဲဒီလိုပဲအဓိကတော့လေ့လာရတာလေ့လာမှုအားအများဖို့လိုတယ်မောင်လေးကလူပြန်နဲ့ပတ်သက်လာရင်တော့အော်ဘောရှားတဲ့နေရာတော့တောင်းဝင်ယူပြီးတော့ကိုလှုပ်သွားချက်ပါတယ်အခုဆိုလဲဇလန်ကိုဖျောင်းနိုင်လို့ပါလို့အနောက်မှာကျွန်တော်အများကြီးရိုက်ဖို့ရှိတယ်အဖေချိုတဲ့အရက်တစ်ခွက်တို့ အဲနောက်တစ်ခုကကြတော့အဲဘာလို့ကုသအလုံးထက်နဲ့စပို့တယ်ပေါ့အဲဒရာမာတွေပညာပေးတွေအဲအဲ့လိုပေါ့အဲ့လားလေးတွေကိုကိုယ်တိုင်တွေးတောပြီးတော့ကြံစားထားတယ်ရေးသားထားတယ်အဲ့တော့တေးဥဆောင်ပဲလောက်ရလောက်ဒါရိုက်တာပဲလောက်ရလောက်ကျွန်တော်တော့စူးစမ်းရမှာပဲအဓိကတော့စူးစမ်းရမှာပဲအဲ့တော့ဘာပဲကြရအားပေးပါအောင်ကျွန်တော်ရဲ့ကောင်းတာလေးရှိလို့စိုးတာလေးလည်းရှိမယ်ဒါလေးတွေလည်းဝေဖန်ပေးပါအကြံပြုပေးပါထောက်ပြပေးပါကျွန်တော်ချစ်တဲ့ပြည်သက်ရှင်လို့မုန်းတဲ့ပြည်သက်လည်းရှိတယ်နားလဲပါတယ်ဒါကြောင့်ချစ်တဲ့မျိုးလုံးလေးကြောင့်